တနေ့ရှင်းလမ်းမအထီကြည့်ပြီးစားလို့ရတဲ့ပင်လေရေမော်ပင်ကြီးပထမဆုံးကြည့်လိုက်ရင်တော့ဒါဟာပင်လေတွေကနေပြီးတော့ကြွကြကြံခဲ့တဲ့ rubber pipe ကြီးတစ်ချောင်းဒါမှမဟုတ်ထူးဆန်းတဲ့ပင်လေမွေကြီးတစ်ကောင်လို့အသင်ထင်မိမှာပါဒါပေမဲ့တကယ်တော့ဒါဟာအပင်တစ်မျိုးဖြစ်ပြီးကမ္ဘာပေါ်မှာအလင်းအမြန်ဆုံးကြီးထွားတဲ့အပင်တွေကတစ်ခုဖြစ်တယ်လို့ Alaska ဒေသရဲ့အသေးဆွဲအစားအစာတစ်ခုလည်းဖြစ်လို့နေပါသေးတယ်ဒီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူ အလက်စကာရဲ့လိုင်းလုံးတွေကြားက NOCA ဇလန်းတပုတ်ရဲ့ဇာလိုက်ကျော်ဘူကက်ပလုတ်ခေါ်တဲ့ပင်လယ်ရေမော်ကြီးအကြောင်းကိုစူးစမ်းလေ့လာသွားမှာဖြစ်ပါလိမ့်။သူရဲ့ထူးဆန်းတဲ့ပုံတံတန်းကနေပြီးတော့မယုံနိုင်စရာကြီးထွားနှုန်းအစုံဘာကြောင့်ဒေတာကန်ရဲ့ထမင်းဝိုင်းပေါ်ကမရှိမဖြစ်အရာတစ်ခုဖြစ်နေရတယ်လဲဆိုတာတင်သိရင်အံ့ဩသွားမှာသိကြပါလိမ့်။ဘူကပ်တီရဲ့နေရင်းနိုင်ငံကတော့အေးဆက်ဂျန်နန်နဲ့အလက်စကာပြည်နယ်ရဲ့ကန်ယူရန်ရေပြင်နေပါပဲ။သူတို့ဟာတာမန်အပင်နေလိုမျိုးငြိမ်သက်တဲ့နေရာမှာမပေါက်ပါဘူး။ လိုင်းလုံးတွေအပြင်းပြင်းရိုက်ခတ်ပြီးရေစီးတန်တဲ့နေရာမျိုးတွေကိုမှရွေးပြီးတော့အရှင်သန်တတ်ကြပါရည်ဒီလိုမျိုးကျန်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်မှုအတွက်သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကထူးခြားနေတာပါသူ့ရဲ့ကိုယ်တွေကရှည်လျားတွေထူထဲတွေပြီးတော့အတွင်းပိုင်းကလုံးဝအခေါင်းပေါက်ကြီးဖြစ်နေတာပါဒါကြောင့်မလို့သူ့ကိုပင်လယ်ရဲ့ပိုက်တံအကြီးကြီးတွေလိုတော့မှတင်စားခေါ်ပေါ်ကြပါရည်ဒီလိုမျိုးအခေါင်းပေါက်ပင်စီရှည်ကြီးတွေကသူ့ကိုရေစီးတဲ့နဲ့လိုင်းတန်ကိုကြမ်းကြမ်းခံနိုင်အောင်လို့ကူညီပေးသလိုပင်စီထိပ်မှရှိတဲ့ဘောလုံးတို့အဖူကြီးကလည်းပဲ သူ့ကိုရေပေါ်မှာမျောနေအောင်လို့ထိမ့်ပြီးထားပါသည်။ဒါမှသူ့ရဲ့ရွက်တွေကနေရောင်ခြည်ကိုအလုံလောက်ရရှိမှဖြစ်ပြီးအစာချက်လုံနိုင်မှာပါ။ဒီဘူးခပ်ပြရဲ့အန်အောစရာအကောင်းဆုံးချက်ကတော့သူ့ရဲ့ကြီးထွားနှုန်းပါပဲ။ကမ္ဘာအမြန်ဆုံးကြီးထွားတဲ့ဝါပြင်းနေတဲ့တော်မှာရှင်နိုင်ပါသည်။ဘူကပ်တပင်ဟာအခြေအနေပြီးမယ်ဆိုရင်ဒီနေ့ကို၈လက်မကနေ10လက်မအထိကြီးထွားနိုင်ပါ ಡಿ ။မြင်အောင်ပြောရရင်ဒီနေ့တင်တွေးလိုက်ရတဲ့အပင်ကနောက်နေ့ပြန်ကြည့်လို့ရှိရင်တင်းလက်တထွားထက်ထက်ရှည်သွားတာမျိုးပါ။ နွေရာသီမှာအပြည့်အဝကြီးထွားပြီးတဲ့အခါမှာတော့သူ့ရဲ့အရှိကပေ90ကနေပြီးတော့ပေ100ကျော်အထိတနည်းအားဖြင့်အထက်တိုက်100တုံးကတနည်းအားဖြင့်100တတိုက်တလုံးစာလောက်အထိရှိလျားနိုင်ပါ ರಿ ဒီလိုပင်ကြီးတွေဟာပင်လယ်ရေအောက်မှာတစ်တောကြီးတွေလိုမျိုးဖြစ်တည်နေပြီးငါးရီပင်လယ်ဖြန်နေတဲ့တခြားရေတတဝါပေါင်းများစွာအတွက်အရေးကြီးတဲ့ခိုးလုံးရာအစာရှာရာဂီဟာစနေကြီးတစ်ခုကိုဖန်တီးပေးထားပါ ರಿ ဒီလောက်ထူးခြားတဲ့ပင်ကိုဘသူဟာစားမယ်လို့ထင်ပါလား ဒါပေမဲ့ Alaska ဒေသခံတွေအတွက်တော့ဒီ Blue Cap ဆိုတာကနွေရာသီရဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ။နွေရာသီမှာရေကြာသွားတဲ့အခါမှာဒေသခံတွေဟာလှေလေးနဲ့ထွက်ပြီးတော့ Blue Cap တွေကိုရိတ်သိမ်းကြပါလိမ့်။သူတို့ရဲ့ရိတ်သိမ်းပုံကလည်းပဲတဘာဝပတ်ဝန်းကျင်ကိုလေးစားတဲ့ပုံစံမှာအပင်ကိုအရင်ကနေဆွဲမနှုတ်ဖ ೇನೆ အပေါ်ပိုင်းကိုပဲဖြတ်ယူပြီးအောက်ခြေကိုခြံထားခဲ့ပါလိမ့်။ဒါမှနောက်ထပ်အပင်တွေဆက်ပြီးတော့ကြီးထွားရှင်သန်နိုင်မှာပါ။ရိတ်သိမ်းလာတဲ့ Blue Cap တွေကိုတော့နီလန်မျိုးမျိုးနဲ့ပြင်ဆင်စားသုံးကြပါလိမ့်။ အတုံးများဆုံးကတော့သူ့ရဲ့အခေါင်းပေါက်ပင်စီကိုအကွင်းလိုက်ပါပါလှီပြီးတော့ Capital လို့ခေါ်တဲ့တဏှတ်တစ်မျိုးပြုတ်လောက်ပါလိ။သူ့ရဲ့ရပါကနင်းနေငံပြီးတော့ကျွရွာနေတဲ့အသားနေထားကြောင်းလူကြိုက်လည်းများပါလိ။တချို့ကတော့အချောက်ခံပြီးအမုံကျိတ်ပလင်းသွင်းပြီးတော့ဟင်းခတ်အမွေးကြိုက်ဒါမှမဟုတ်အသားခင်ဆော့ရီအဖြစ်ရောင်းချကြပါလိ။တကယ်တော့ဘူးခတ်ပါအစားအစာတစ်ခုထပ်ပေါ်ပါလိ။အလာစကာရဲ့ဌာနေတိုင်းရင်းသားတွေဟာရင်းနှစ်ပေါင်းများစွာကလေးကဘူးခတ်ကိုသူ့ရဲ့ဘဝမှာအကျိုးရှိရှိအသုံးချခဲ့ကြတာပါ။ အခေါင်းပေါက်ပင်စီကိုအချောက်ခံပြီးငားမြတဲ့ပိုက်ကွန်ကျိုးတွေနဲ့ပစ္စည်းထည့်တဲ့ဘူးတွေဖြစ်တောင်းမှအသုံးပြုခဲ့ကြပါသေးတယ်။ကဲဒီနေ့တော့ rubber pipe ကြီးနဲ့တူတဲ့ကဘာပေါ်ကအလင်းမြန်ဆုံးကြီးထွားတဲ့အရသာရှိတဲ့တရေစာတွေဖြစ်ပြောင်းလဲနိုင်နေဘူးခပ်ပြည့်အံအိုးဖွေရာဇာလန်းကိုသိရှိသွားလောက်ကြပြီလို့ထင်ပါတယ်။တဘာဝတရားရဲ့ထူးဆန်းတဲ့ဖန်တီးမှုတွေဟာကျွန်တော်တို့အတွက်ဘလောက်တောင်မှအကျိုးပြုနိုင်တယ်လဲဆိုတာသက်သေတစ်ခုပါပဲ။ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်ကြီးတို့ရောအလက်စကာကိုရောက်ရင်ဒီလိုကျွရပြီးတော့ထူးခြားတဲ့ကပ်တန်နဲ့ကိုစားသုံးကြည့်ကြလား။ tiếng em nhìn ngồi cửa mà mò gì bị kìa bộ